ရားနာကြတယ်ဆိုတာတရားဓမ္မတွေကိုယ်တရားနာတယ်ဆိုတာပါပါလိမ့်ပုဂ္ဂိုလ်ကိုကဲတင်တဲ့လုံဆိုတဲ့ဥစ္စာမှတ်ပါဒါဖြင့်တရားဓမ္မတို့တရားနာကိုအကြောင်းအညင်ညွတ်ဘူးတွေ့ရတော့ကိစ္စဝတ်စတွေကများလို့တရားမနာဖြစ်ဘူးဆိုလို့ချင်းဖြင့်ကိုယ်ကိုယ်ကဲတင်တဲ့လူကမကဲတင်သေးဘူးလို့ပြောလိုက်တယ်အတူတူပဲမှန်ပါပါ ဝိကျက်ဆရာကောင်းပါလားတရားဓမ္မတွေရှင်ကြီးကကိုယ်ကိုယ်ကဲတင်တဲ့လူကဘယ်မှာအာမလတ်သေးလို့မကဲတင်သေးဘူးဆိုတော့ကဲဖြစ်ခြင်းလည်းဖြစ်ကြပေစီတော့ဆိုတဲ့အသေးပဲတရားကျွေးရောက်မရောက်ဟုတ်ပါဘူးဩဒါကြောင့်ဘုန်းကြီးတရားဓမ္မတွေမှာမပါသေးဘူးလို့ဆိုရမယ်ဟုတ်ပါဘူးဘယ်လိုဆိုလိုက်ပါမပါသေးဘူးလို့ဆိုလိုက်ပါနော် ဘာကြောင့်မပါသေးဘူးလို့ဆိုရပါလိမ့်မလို့ဆိုတော့ကိုယ်ရည်ထဲနဲ့နေတာကိုကိလေသာရည်ထဲမှာနဲ့နေတယ်။ကြားလို့ချင်းဖြင့်အာသဝဆိုတဲ့ဝဲတဲ့ကိုလဲရတော့မယ်။ကိလေသာရည်မျောလို့ချင်းအာသဝရည်ထဲမှာလဲရတော့မယ်။လဲပြီးဒီကလာအောက်ကန္တရာရဲ့အပေလေးပါမြုပ်သွားတော့မယ်။ဒါကပဲလောကိကိစ္စတွေနဲ့မာသေးဘူးမလတ်သေးဘူးလို့ဆိုတဲ့အိဗယ် ဒဂရမတွေကဩငါမျောနေတာဝဲတဲ့ရောက်တော့မယ်ဝဲတဲ့ရောက်မြုပ်ရတော့မယ်ဒါတွေကိုဒဂရမတွေကမသိတော့မာရီဘူးဆိုပြီးကြတာကိုကိုကိုမျောနေတာလည်းမကဲတင်ဝဲရောက်မှာကိုလည်းမကဲတင် မြုပ်သွားမှာကိုလည်းမကြောက်လားဆိုတော့ဒီဖြစ်ဟာဖြစ်ဆိုလို့မှတ်လိုက်တယ်မှန်ပါဗျာနားလည်ကြမှန်ပါဗျာအဲတရားနာဆိုတော့ဘာလို့ပါလဲဟုတ်ပါဗျာ ကဲတင်တဲ့အလုပ်ကိုဒကာဓမ္မတွေကိုယ်ကိုယ်မှမသနာလို့မနာပြဘူးဆိုတဲ့ဆင်ရဲလုံးမှာဒကာကျေရုံလာဘူးဆိုကြက်စရာကောင်းဆုံးလုပ်တယ်ညံတဲ့ရကြအဲ့ဒါတရားနာကျင်းတိုင်းကျင်းတိုင်းတရားထုကျင်းတိုင်းကျင်းတိုင်းကိုယ်ကိုယ်ကမျောနေတယ်ကိလေသာရေတယ်တော့ကြာအသောဆိုတဲ့ ဝိဇ္ဇာသောဒိဋ္ဌာသောဝိဇ္ဇာသောဆိုရတဲ့တရားဓမ္မကသစ္စာမသိဘူးဒိဋ္ဌာသောဆိုရငါ့ကိုယ်ငါချင်းမှုကာမသောဆိုရဘုံဘဝတွေဆူတောင်းပြီးကိုယ်ဘဝတွေကိုယ်သားရနေတာကလည်းဒါဝဲတဲ့နေတာဘဝသောဆိုရလည်းပါရလူညာတွေလူပြီးဘဝတွေဆူတောင်းနေလိုက်တာအသေးတောင်းတာအဲ့ဒီဘဝတွေတရားဓမ္မတွေဒီဝဲတဲ့နဲ့ဒီကရနေတာလဲ မြုပ်မလို့သဲ့နေတာဝိရဟဓမ္မတွေကတရားမနာတော့မျောခြင်းတို့မျောလက်ခြင်းတို့လက်မြုပ်ခြင်းတို့မြုပ်နေပဲကြည့်တော့ကိုကိုကိုမတနာလို့ဥပ္ပခါထားလိုက်တယ်နဲ့တူလိုက်တယ်ဘာနဲ့တူပါလဲဟောခင်ဗျားတို့မသိလို့ခေါ်ပြောနေရတဲ့ဖြစ်စဉ်ကတော့ဥလာဘူးတို့တရားကျဲတို့တရားသစ်တို့ဒီတိုင်းပဲမှန်ပါပါ မသိလို့လားခေါ်ပြောနေရရင်းမိဒါဖြင့်ဒကာရမတွေတရားနာကျင့်တဲ့ပုဂ္ဂိုလ်တရားထုတ်ကျင့်တဲ့ပုဂ္ဂိုလ်ဟာမျောကျင်တယ်လို့မျောလက်ကျင်တယ်လို့လက်မြုပ်ကျင်တယ်လို့မြုပ်တဲ့အလုပ်ကြီးကိုကိုယ်ကိုပြစ်ထားလိုက်မှန်ပါဘူးဘုရုပြစ်ထားလိုက်ကိုယ်ကိုပြစ်ထားတယ်ဆိုတော့ဂရမတို့ခင်ဗျားတို့ရောင်းတာဝယ်တာကိုမြတ်တန်ဆန်းတာကိုဘုန်းကြီးများက မကြည်ညိုလို့မရသေးခြင်းလို့ဒီလိုပြောရမှာဖြစ်နေတဲ့ဝဲထဲမှာဆက်နေလို့မြုပ်သွားမှာဆိုရင်တို့ဒကာဓမ္မတို့ဉာဏ်လေးပြန်လှည့်ပါဦးခန္ဓာဉာဏ်ရောက်ကိလေသာဖြတ်တဲ့အလုပ်လုပ်ပါအောင်ဝဲရက်တဲ့အလုပ်လုပ်ပါအောင်မြုပ်တာကမမြုပ်အောင်ကဲတင်ပါအောင်ဆိုတဲ့အဓိပ္ပာယ်နဲ့ဘုရားကတရားဟောတာဒါကြောင့်ကောင်းကောင်းရင်အဲ့တော့ဘုန်းကြီးတွေဓမ္မတွေကလည်း ဒီနေ့တော့လည်းမအားနောက်တနေ့ပါဖြစ်တယ်မအားဘာကြောင့်မအားလဲကိလေသာခိုင်းလို့မအားမှန်ပါပါဘာကြောင့်မအားပါလဲကိလေသာခိုင်းလို့မအားတာကိုပဲရလို့မှုယူလို့မှုကြောင့်မအားတာကိုညောနေတာကိုပဲအမြဲမမသိတော့မအားရနဲ့သူသုံးလိုက်မအားရနဲ့သူသုံးလိုက်တော့သူရှုံးလို့သူမတွက်တတ်ဘူး အမှန်တရားတဲ့ဓမ္မတွေပဲလို့ပြစ်တင်လို့ရှိရင်လည်းခင်ဗျားတို့ခံယူပါပဲ။ဒါရင်ကြရင်မအားတဲ့အပြစ်သိကြပါလား။မျောကြံပိုက်ခြင်းမြုပ်ခြင်းလို့သာမှတ်ပါ။မျောကြံပိုက်ခြင်းမြုပ်ခြင်းလို့သာမှတ်ပါလို့ဘုန်းကြီးဓမ္မတွေပြောလိုက်ရတယ်။ဒီဟာတကကျညင်းဖို့များလူသေးလား။ဘယ်သူမှပြောနေတာမဟုတ်ဘူးဒီဥစ္စာ။ စင်ကြင်လဲပဲကိုယ်စင်ကြင်နဲ့ကိုအပဲလေးပါသွားရတဲ့စင်ကြင်ဆိုတာကိုလည်းယနေ့သူလူချက်ချက်မှတ်လိုက်ပါဘယ်သွားမယ်စင်ကြင်ပါအပဲသွားရမယ်စင်ကြင်ကိုတနေ့တော့လည်းအာမထုတ်ပြူနောက်တနေ့လည်းအာမထုတ်ဖြစ်သူနာလည်းမနာမိဘူးဆိုလို့ရှိရင်ကိုယ်ကိုယ်ကိုဥပေက္ခထားလိုက်ကြံရကြံလို့မြောက်ကမြုပ်ချင်တယ်လို့မြုပ်กว่าဒါကြွယ်ဒီရောက်မရောက် ်ဒါအမတန်သနာတဲ့ကရုဏာနဲ့ဘုရားဘုန်းကြီးဒီပြောဆိုနေပါတယ်ဆိုတာလေတရားဓမ္မတွေကလေးစားစွာနဲ့မှတ်လိုက်ပါဘုရားတို့လိုတဲ့အဖြစ်ကဖြင့်မသိလို့လိုနေတာဆိုတာလေပေါ်ကြပါဘုရားအဲဒါဖြင့်ဟဲ့တော့မအားလို့ကပုဂ္ဂိုလ်ကိုမတည်မကဲတင်တော့ဘူးဆိုရင်ဖြင့်တကယ်ကြီးကြံကြလမ်းမရှိဘူး လူပြေကိုပြန်လာဖို့လမ်းကိုမရှိဘူးရင်းမိကြအမတန်ဆိုးပါတယ်ဆိုတာပေါ်ကြခင်ဗျားတို့ကလည်းမသိချာဘူးကိလေသာရန်သူကမျောလိုက်အာသွားတွေကလှဲ့လိုက်တော်ကြဒိဋ္ဌိကမြုပ်ပလိုက်ဒါကြောင့်ကိလေသာကမျောအာသွားကဒကာဓမ္မတို့သံဃာရဲလေအောင်လုပ်ပြီးဒီကလည်းမှဒိဋ္ဌိကမြုပ်လိုက်တော့ရကြွယ်တက်လမ်းမြင်လေ ဘုန်းကြီးတို့ဒကာရမလေးအားလုံးပဲမိဖခင်မင်းရဒကာလေးမတော်ဘူးဒီမြည်ကြီးမရှိတော့ကြောင်းကိလေသာရရင်ပြောမှာဖြင့်မမျောရအောင်တရားနာ၍တရားထုတ်ပါဆိုတာလဲပြောနိုင်တဲ့ပုဂ္ဂိုလ်ရှိတုံးတာခင်ဗျားတို့ကြားပါလေဒီပြောနိုင်တဲ့ပုဂ္ဂိုလ်ကလဲဒကာရမတို့ကြွယ်တော့မယ်ဆိုတာမှတ်ပါခင်ဗျားတို့တသက်နှစ်သက်ဆိုင်ဒီဆရာမျိုးမရှိတော့ပါဘူး အလုံးပါလာကြတဲ့သံမို့ပြီးဒီကလာတခါလဲကိလေသာမျောခြင်းတို့မျောဝဲဆဲခြင်းတို့လက်မြုပ်ခြင်းတို့မြုပ်ဒီလနဲ့ဒီစကံသာလင်တန်းပြီးသွားနေတော့မယ်ဆိုတာဖြင့်ဘုန်းကြီးဒကာဓမ္မတွေမှတ်ပါဒါဖြင့်ဒီချိန်လေးကိုမှကိုယ့်ကိုယ်ကိုမကယ်ယူတတ်တဲ့ဉာဏ်လေးဆရာဘုန်းကြီးကသတိပေးတော့မှဒကာဓမ္မတွေကမလိုက်နိုင်ဘူးဆိုလို့ချင်းဖြင့်ကိုယ့်ကိုယ်ကိုတနာလို့စီးပွားရှာလာလားလို့ ရှင်တော့ထင်ကြတယ်နော်မသနာလို့ဒီဘွားရှာတာရင်းပြီပါမသနာလို့သာဘောသောဖို့ရင်နောက်လိုက်နေတဲ့ခါကြလို့ရှင်းဖြင့်တဏ္ဍခိုင်းတယ်လိုက်ပြီးဒီကကနေတယ်ဆိုတာဥလဘူသိချာမှတ်ပါဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေကိုလေးစားစွာနဲ့ပဲသတိပေးလိုက်ပါလေခင်ဗျားတို့ဩနောက်မှာမှားခဲ့ပြီဆိုတော့ဥပေကြီးတဲ့တော့ဥပေကြီးတဲ့လာတော့နာဝေကြီးတဲ့လာ ဩလက်ကင်မရှိတော့ပါလားမျက်နာလုံးတွေလာတော့မှာဟိုဘဲတွေနာဘဲတွေတက်လို့ရှင်းပြန်ဘယ်နဲ့ကြီးရလက်ကင်မရှိတော့ဒါပြန်လက်ကင်မရှိတဲ့ပုဂ္ဂိုလ်ဒုတိယညာလက်ကင်မရှိတဲ့ပုဂ္ဂိုလ်ဒုတိယပါဖြင့်ကံကံစီမံတယ်လို့ပဲခံရရင်မရှိတော့လေဆိုတော့ကံကလာပဲသွားကြောင်းကံတွေကများများဖြစ်ပြီးဒီကလာနေတော့ဘုန်းကြီးတွေဓမ္မတွေမှာသူစီမံရလိုက် ဒါကြောင့်ဆရာဘုန်းကြီးယနေ့တရားဟောနေတာဉာဏ်စိမ့်မှန်ရလိုက်ကြပါဆိုဘယ်လိုဆိုပါလဲဉာဏ်စိမ့်မှန်ရလိုက်ကြပါလို့ဥဒဝုဒ္ဒရာတက်တို့ပြောနေအဲ့ဒါခင်ဗျားတို့နားလဲထားရတာလဲထဲလိုက်တဲ့ဖြစ်ချင်းဟိုးပုဂံနေတူထားတာရှိတာပဲဆိုတော့ င်းကသုံးတဲ့ဘုံထဲမှာသာသူစေပြိကတာဩဝိနာပဲသိသေးတာပေးမှာညာကတော့ဩဝိနာပဲသိသေးဖြတ်ပြိကတာမဝေယမနာယမသိရဖြစ်တဲ့နိဗ္ဗာန်ဖို့အဲ့တော့ညီများတို့ကတန်စီမာယာလိုက်မယ်ဆိုရသေးကားလို့ဆိုလို့ရှိရင်ဖြင်းတဲ့ခင်ဗျားတို့အာဟုမှုအလွဲတစ်ခုပဲမှန်ပါပါဗျာတန်စီမာယာလိုက်ကြပြီမှန်ပါပါအာဟုမှုအလွဲတစ်ခုလို့မှတ်လိုက်ချင် ါကဆရာစက်နဲ့တွေ့လို့ဆရာမှန်နဲ့တွေ့လို့ဩဒကာဓမ္မတို့ကံစီမှန်ရာမလိုက်ပါနဲ့ဉာဏ်စီမှန်ရာလိုက်စမ်းပါဆိုတာပြောလိုက်ပါဘုရားတကယ်ကျော်ပါတယ်ကံစီမှန်ရာမလိုက်ပါနဲ့ဉာဏ်စီမှန်ရာလိုက်ကြစမ်းပါဆိုတဲ့ဥစ္စာဖြင့်အထူးတိုက်တွန်းပါဘုရားသဘောပါဉာဏ်စိမ့်မှန်ရလိုက်တော့ဉာဏ်ကကံဖြတ်တယ်ကံက ဟိုဘုံပရိသေပေးလိုက်ဓာတိဒုက္ခပေးလိုက်ဟိုဇရာဒုက္ခပေးလိုက်ဟိုဒုက္ခပေါ့ဗျာဟိုဘုံနာဝဒုက္ခပေးလိုက်ဟိုဘုံသေးတဲ့ဒုက္ခကြီးပေးလိုက်ဆိုတာဓာဝရုပတိခင်ရတုံးဆိုတာဒကာစွတ်တို့ရေးမိဘူးပါလိမ့်မယ်အဲဒါပြန်ကံဒီဟိုဘင်းသာပဲသေးပဲကိုဒါသူပေးရတယ်ညာကအိုဘဲကိုဖြတ်နာဘဲကိုဖြတ်သေးဘဲကိုဖြတ်ပြီးတကာကအိုနာသေးလွတ်တဲ့နေရာကို သဘောပါဒါပြန်ဘယ်သူစီမံရလိုက်တယ်ပါလေညာသင်္ကန်းဆာသနာထောင်ညဗဒဂရမတို့အမှန်ကြားရခဲ့တယ်ဆိုတော့သကားသကားကျွဲမှတ်မိပြီမှန်ပါပါဗျာဒီမှာတော့ကံပဲကံဖြစ်ကြတယ်လို့ခိုင်းရမှာပဲကိုကကံကောင်းလို့ထားလို့ရှိရင်လေနောက်အကောင်းဖြစ်ဖို့ပဲ ကိုယ်ကကံမောလို့ထားလို့ရှိရင်နောက်မောဖြစ်ဖို့ပဲကံညံ့လို့ထားလို့ရှိရင်နောက်ညံ့လို့အညံ့ဖြစ်ဖို့ပဲဆိုပြီးဒီကသစ္စာကဇေနျံဘုဒ္ဓိုင်ထိုင်ချတယ်။ဩသူစီမယာမှတပတ်ကံစီမယာမှတပတ်ဉာဏ်စီမယာများရှိသေးသလားဆိုတာမုံမမကြည့်မအောင်ဖြစ်နေကြ။ရှင်းရှင်းပါဘုရား။ဒါပြန်ခင်ဗျားတို့သေးသေးချာချာတွေးပါယနေ့တရားဒီဘုန်းကြီးစဟောတဲ့နေ့ နေတိုင်းလည်းဆက်ပြီးဟောမှာပါပဲအဲ့တော့ဒကာဓမ္မတို့ဘုရင်တော်လိုက်ကြမှာလဲဩညာစီမံရလက်ရမယ်ဆိုတော့ညာတိကားလို့ဆင်းရှင်းသမာဓိဋ္ဌိပါပဲဒကာကျော်သမာဓိဋ္ဌိကောင်းဆောင်တဲ့ဒီလိုက်တော့ဒကာတတပင်ပါရလိုက်ကြသမာဓိဋ္ဌိကောင်းဆောင်တဲ့ဒီလက်ရလိုက်မယ်ဆိုတော့သိကြကြသိကြပါဘူးသူကတော့ ဘယ်ကိုပို့လေဆောင်လေယူလေရှိပါလေမလဲလို့မေးတဲ့အခါကျတော့မှဩမအုံးမသိအမြင်နေတဲ့နိဗ္ဗာန်ပို့လေဆောင်လေယူလေရှိတယ်ဆိုတာဘုန်းကြီးကဓမ္မတွေလေးစားဆိုတာမှတ်လားမှန်ပါဘူး။ဒါပြင်ရင်လေးကစပြီးဒီကလာကံလို့ကြောင့်တန်တရာထဲမှာအမျိုးမျိုးရှင်နေကြရတယ်မှန်ပါဘူး။ညာလို့ပြောင်းပြီးဒီကလာစီစဉ်ဥမ္မာပဲဆိုတဲ့ဥစ္စာပြင်ယနေ့ဓမ္မတွေကဆုံးဖြတ်ချက်ချရတယ်မှန်ပါဘူး။ ီနေ့ဘာဆုံးဖြတ်တယ်ဖြတ်ရညာလို့ကိုဆုံးဖြတ်တယ်ဖြတ်ညာစီမှန်ရလိုက်ပါတော့မယ်ဆိုတဲ့အစတကယ်သိဆုံးဖြတ်တယ်ဖြတ်ကောင်းပြီဒါဖြင့်တန်ဒီကိရိတာဖြတ်သလားညာဒီကိရိတာဖြတ်သလားဆိုတာလည်းတကယ်ကျွဲကဝေဖန်မှုတခါကြကံဒီအာသောကိုဖြတ်သလားဉာဏ်ဒီအာသောကိုဖြတ်သလားဉာဏ်ဒီအာသော တာဖြင့်ဘုန်းကြီးတရားဓမ္မတွေငိုအကုထတာဖြင့်မကိုတဲ့ခူးတော့မဆိုလိုက်ပါဘူးတို့တော့အစ်စ်မရောက်ဘူးပေါ်ကြအစ်စ်ရောက်ပါတန်စီမလာလိုက်တော့မယ်ဆိုလို့ရှိရင်ဖြင့်တဲ့ဥပိ္ပနာပဲသိပဲတွေ့ရညာစီမလာလိုက်တော့မယ်ဆိုတော့ဥပိ္ပနာပဲသိပဲမှလွရေရဧကမှာပဲရှင်းကြဒါရင်ဘယ်နောက်လိုက်ကြလဲ ပြင်ယနေ့ကစပြီးခမရတို့စကလုံးကြောင်းလိုက်ပါဘောင်းလက်ကဆိုးလက်ကပဲလို့ဆိုရဥစ္စာဒီကားလို့ဆိုခြင်းဉာဏ်စကားနားမလည်တဲ့ပုဂ္ဂိုလ်ကြီးအပြောဟင်ဘယ်ပုဂ္ဂိုလ်ကြီးပြောပါဉာဏ်စကားနားမလည်တဲ့ပုဂ္ဂိုလ်ကြီးပြောဆိုတာဖြင့်ရှင်းပါဒါကြောင့်ယနေ့သူတို့ရှားကြတဲ့ဓမ္မတွေဉာဏ်စီမံရလက်ကြပါစေ သုံးပြည့်ဖြတ်ဘုရားစီမံရလိုက်ကံနောက်လိုက်ခဲ့လို့ခင်ဗျားတို့ယခုရထားတယ်ကံပေးလို့ရထားတဲ့ခန္ဓာကြီးဆိုတာပေါ်ပါတယ်ကံငါပြည့်ပြန်လိုက်တော့ကမ္မပြည့်ပြောဆိုတဲ့အတိုင်းမျိုးစိတ်ဖြစ်ပြီးကျေးဇူးပြုလိုက်တာဝိပါကပြည့်ပြောဆိုတဲ့အကျိုးကြီးရတယ်ကမ္မပြည့်ပြောကြောင့်ပါရတယ်ဝိပါကပြည့်ပြောဆိုတဲ့အကျိုးကြီးရတယ် ဝိပါကကြည့်ချက်ကိုသစ္စာဖွဲ့လိုက်တော့ခုကြည့်ရတဲ့ခန္ဓာကြီးဘာသစ္စာ။ဩဘယ်နဲ့ကြောင့်ဒီဒုက္ခကြီးသာလာကြီးရနေပါလိမ့်မလဲလို့ဒကာဓမ္မတွေကကိုယ်ပိုင်ဉာဏ်နဲ့တွေးလိုက်တဲ့အခါကျတော့ဩကံစိမ့်မှန်ရလိုက်မှုကြီး။ပြောလာတာလေ။ပရိစီမှန်ရလိုက်။ဘာသစ္စာကြီးရ။ဩကောင်းတဲ့ကံဆိုးတဲ့ကံတို့ နဂရုံးကဖြင့်သိုးကံပဲပြီးကောင်းကံအာကုန်မဲ့သိုးပြန်တော့လေဥပိ္ပနာပဲသိပေးကိုပဲသူပေးပြန်တယ်။ဒါဖြင့်သူရေလိုက်ရဲလို့သာဖြင့်ဒီဒုက္ခကြီးတွေ့ရတယ်ဆိုတာလေဘုန်းကြီးတို့ကဓမ္မရှင်နဲ့ခန္ဓာကသက်သေခံပါဘူး။ဘုရားသက်သေခန္ဓာကလည်းကိလေသာမေးလာမဲ့ခန္ဓာကြီးရတယ် ေဝိပြည့်တဲ့ခန္ဓာကိုယ်ကြီးရထားတယ်လို့ဆိုတော့သိကြအင်းဘုရားရှင်မန်ရာရှေ့ကလက်ခဲ့လို့ပါဘောညာရှင်မန်ရာကိုသာရှေ့ကလိုက်ရတာလည်းဆိုလို့ရှိရင်ဒီဒီဃာဓမ္မတွေအခုချမ်းသာအစ်ဧကံဖြစ်ကုန်ရပြီအခုတော့ဘယ်နဲ့ဖြစ်နေကြတာတနေ့ကလေးဘုရားဖြစ်လို့တော့ဒီတရားပေါ်မှာမမလို့ဖြစ် ြည့်တောင်လာဖို့မမြင်ဘူးဖေ။အင်းဘယ်လိုလဲစီမံရလိုက်နေ။နောက်တော့သေကြတဲ့ဖေတတိယလည်းဖြင့်နှမျောပါလေ။အင်းရော့ပြန်ထုတ်လိုက်ရကြတဲ့။အင်းနှမျောကြရပါလား။တပည့်စီမံရလဲဒီပြေဆိုကြီး။သိကြကြ။ဒါဖြင့်ယနေ့ကြောက်ကြ။ဘယ်လိုပြောင်းကြလဲ။ ဉာဏ်စီမာယာကိုတပည့်ရတော့ခင်ဗျအပြောင်းကြီးပြောင်းပါတော့မယ်ဆိုတာတကားသိရေသုံးပြချက်ချက်မလိုက်မလိုက်မလိုက်တော့ဘူးလို့ဆိုတော့သုံးပြချက်ဖြင့်တကားကျော်တော့ဘူးလားဘူးလို့ချရတယ်မယ်မချရင်တော့ကကဲဒါဖြင့်ဉာဏ်ကိုကျေးဇူးပြုတဲ့တရားရှာကြစို့တပည့်ရတော့ဉာဏ်စီမာယာတော့လိုက်ပါတော့မယ်ဗျာရှင်ဗျာပြောတဲ့အတိုင်း နဂိုကမျက်စိတွေပုံမွားပြီးကံလာကံစီမှန်ရလိုက်ခဲ့တယ်အခုတော့ဖြင့်မင်းပေသူပေသဖိုးပေနဲ့အနာကိုကြီးကလည်းရိမ့်ရင်နှွဲ့နေတယ်60ဆဘောယောဂတွေကတော့ဝိုင်းရံနှိမ့်ဆက်နေတာနဲ့ကံစီမှန်လာလိုက်မှုဖြင့်တပည့်ရလို့အနာကင်းရှင်းပါဘူးဆိုတာတောင်သိဖို့မလို့တာလည်းသိပါပြီမှန်ပါပါဘုရားခင်ဗျားတို့ဆိုကြတာကအနာကင်းရှင်းပါဘူးမှန်ပါပါအဲ့ဒါသိဖို့လို့ကမှန်ပါပါဘုရားကိုဝန်းနာတော့မှန်ပါပါ မလွတ်ပါဘူးတဲ့ရှင်ပါကူတို့အဖြစ်ကိုအစရမြပြန်ပြီးဒကာဓမ္မတွေပြောရမယ်ရှင်ပါကူဖြင့်မဖြစ်ခြင်းဘူးလို့လာလိုက်ဘယ်နဲ့ကြောင့်လာမလို့ရှင်ပါကူကငန်းလို့ခံရတာပဲတကယ်တဲ့ငန်းလို့ခံရတဲ့ရှင်ပါကူတော့ဘာဖြစ်လို့ခင်ဗျားတို့ကခင်ဗျားပြောတာညာနဲ့အနာကင်းရှင်ပါကူစမ်းလာရှင်ကိရှိဖြစ်ရပါလို့ဤဘာလို့တာတော့ခင်ဗျားတို့မသိကြတာဆိုးတာ မသိတဲ့သောဝိကာရနေတဲ့ပြဘုန်းကြီးကဓမ္မတွေဩဘုန်းကြီးသနာရကိုလည်းခင်ဗျားတို့တွေးကြတယ်နော်ဘယ်လိုကြောင့်သနာပါလဲဆိုအနာကင်းရှင်ပါကူဆိုတော့အရှင်ပါကူကြောင့်ကောင်းကောင်းမသိလို့သူတို့ရှင်ပါကူဖြစ်နေတာပဲဟုတ်ကဲ့အစင်းကရှင်ကေစီဆိုတော့ရှင်ကေစီကြောင့်ကောင်းကောင်းမသိလို့ရှင်ကေစီဖြစ်နေတာသဘောကျ ရှင်ကြီးကြီးကဥပ္ပနာပဲဒီပဲနဲ့ရှာမှတွေ့သေးရဲ့ဟာဘေးဘေးရံပြီးစိတ်ဆိုင်တယ်ရှင်ပါရှင်မင်းရှင်ကြီးကြီးဆိုရှက်ဆောင်တွေ့အနာကင်းရှင်ပါကူတဲ့ဒီဘဲကြီးဝင်သွားတဲ့ဥစ္စာအနာရှိလို့ပြေတာပေါ့ဗျာအနာမရှိရင်အဲ့ဒါခင်ဗျားတို့ကအာကြပြီးကြလားသူများရေးထားတဲ့စာကိုလမ်းဆုံးနေတယ်ဘုန်းကြီးကသနာရယ်ပြောတာတကယ်ကျွဲကစကားကြည့်တယ်လို့ဆိုခြင်းသေးဟုတ်ပါပါ ဆိုးစရာမလိုပါဘူးရှင်းညဘုရားရေနာကင်းရှင်ပါကူမြတ်သဘောကြသည်ဆင်းတော့ရှင်ပါကေရှိကိုမကြနဲ့တော့ကြရလို့ရှင်းသေရင်သေးလို့ကမှတ်ပြီတော့ကြရင်သေရင်သေးလို့ကမှတ်ပြီတော့ငါမျိုးခံရင်သေးလို့ကမှတ်ပြီသဘောကြဘုန်းကြီးတပါပြောခံကြတယ် သတိတော်ဖြင့်ဒီဥစ္စာမိဘရိုးရာသောက်ကလေးတွေကလည်းရေးထားတော့သတိတော်ဖြင့်ဒါနှုတ်ကိုတက်နေတာပဲအဲနှုတ်တက်မှုကလည်းအတော်ဆုံးမဆုံးလားဆိုဒုက္ခသစ္စာသူ့ကြောင်းယူလို့ဆိုပါတယ်ပြောလိုက်ဒါကြောင့်ပြောပါတယ်အခုလည်းခင်ဗျားတို့ခန္ဓာကြီးကရောဂတော်ယောဂမျိုးစုံကိန်းကောင်းတာခန္ဓာလို့ဆိုတော့ ရှင်မဂ္ဂေသိတဲ့ရှင်ဘာကူတို့ရောဂါပြည့်နေနေတယ်။ဒါခင်ဗျားတို့ကသူတို့လိုပဲရောဂါပြည့်ရပါလို့ဤများလှုပ်ရှင်လေး။ဒါကသက်နောက်ထပ်မယူနဲ့နော်။ဃာရမရေဒါကကြွယ်လို့နောက်ထပ်ယူခြင်းလေးလား။ပြင်းရင်ပေါ်ပြတဲ့ဆရာနဲ့တွေ့ပေါ့ဗျာ။ကံကောင်းလို့အဲဒါကသက်မသေးတာပြတ်ရှင်ငါးကြည့်တယ်ကွာ။ သိပ္ပဒါတထေရဤတရားကဓမ္မကြီးနဲ့ခွဲလိုက်တာလေကံကုန်မှုမရှိရှင်ဘာကုဖြစ်စဉ်ခင်ဗျားတို့ဓမ္မကြီးနဲ့ဝန်ထဲကခွဲတာကိုအလံကြားမခံရဘူးငါကြီးကလည်းသားတဲ့မှပြီရှင်ဘာကုကိုမျိုးသွားတော့ခင်ဗျားတို့အမျိုးခံနိုင်မှာဒါဖြင့်ရှင်ဘာကုဖြင့်သူ့မတောင်းရပါဘူးရှင်ဘာကုမှာတို့ချိုးအခုသိမ့်သွားတဲ့ ရှင်ဘာကူရောက်ရဖြစ်တဲ့နိဗ္ဗာန်ကိုသာတပည့်တယ်လို့ပြင်ရောက်ပြရစီဖျားအဲ့ဒါမှနာကင်းတယ်ဖျားဆိုတာကောင်းကောင်းရိပ်ပြီကောင်းပြီဒါတွေကစမ်းမိလို့ပြောတော့ခင်ဗျားတို့နှုတ်တယ်နေတာတွေအလကားတွေဘာမှမဟုတ်ကြတယ်တုတ်တယ်ဆိုသူများဝိဇ္ဇာသူများရဲ့ကာလန်းဆုံးနေလို့တကယ်ကြွယ်ချွတ်တို့မှာအခက်ကျင်သွားဝိညာဉ်တော်သဘောပါပါတယ်နော် ခိုင်းဒါဖြင့်ဘုန်းကြီးတို့ဒကာရမတွေမှာကံလန်းလိုက်နေလို့ငမ်းမြုပ်ခံရပြီခါညာငမ်းမလိုက်နေလို့ဒုက္ခမျိုးစုံတွေးရပြီခါကဲဒကာရမတွေကတက္ကိစ္စသမိကိစ္စဆွေကိစ္စမျိုးကိစ္စမင်းကိစ္စသုကိစ္စမိဘေတို့သိုးဘေခိုးဘေတွေနဲ့ဂုံလိုက်တဲ့ငွေတွေလည်းမနှဲကြဆရာလည်းရတာလည်းပမန်းလိုက် ဩဒါဘယ်နဲ့ကြောင့်ကျုံပါလိမ့်မလဲလို့မေးဘုန်းကြီးကထုတ်လို့ရှင်ခန္ဓာရလို့ဘယ်လိုမှတ်ကြခန္ဓာရလို့ဖြစ်ဆိုကျုံပါလေဒကာမလို့ဘယ်လိုမှတ်ကြဒါဖြင့်ခန္ဓာဆိုတာဒီကားလို့ရှင်ဇာတိဗရမဏတွေစပဝါပဖြစ်နေတော့ကြောင့်ခန္ဓာဘယ်ခန္ဓာစုတောင်းလို့ရှင်ဖြင့် ဇတိမိလမပါလို့ဤသရမိလမပါလို့ဤမရဏမိကြီးလောင်ပြီးကာလရွတ်ပြန်ထိုးရပါလို့ဤတခဏစုကောင်းတဲ့ပုဂ္ဂိုလ်ဒါပဲလားသိပြန်ပါရသေးအဲ့ဒါတွေကိုညာနဲ့အဆုံးပြည့်အောင်ကြည့်လိုက်တော့မှသစ္စာညာနဲ့အဆုံးကြည့်လိုက်တဲ့အခါကျတော့မှဘိန်းရဲ့ဓမ္မတွေအလွဲကဖြင့်တန်းကုန်ခဲ့ပေါ့ဘုရားကိုသွားကြည့် အလောတန်းကုန်ပြီလို့ကိုယ်ဟာကိုယ်သွားပြီတယ်ဆိုတာကရေးမိအေးဒါကြောင့်ဘုန်းကြီးတရားဓမ္မတွေဒီခင်ဗျားတို့ယခုနေတဲ့အနေလေးဟာဘာမှမဟုတ်သေးဘူးဆိုတာကိုလည်းတရားကျွန်မှတ်လိုက်တယ်မှန်ပါဗျာကိုယ်ခဲတော့မချောင်နိုင်ဘူးနော်နာဝေးတော့မှန်ပါဗျာသိသေးတော့မှန်ပါဗျာဟောမချောင်နိုင်တဲ့အထဲမှာပဲနောက်ထပ်တစ်ခါမချောင်နိုင်တဲ့ပြည်စီမျိုးရပါလို့ရှင်ဖြင့်နှခါမိုက်ကြတော့မယ်မှန်ပါဗျာ ဲ့လိုဆိုကြအဲယခုခန္ဓာကြီးမှာလက်ဆက်ကမတတ်ရသေးဘူးဒုက္ခဘဝရဲ့နှွဲလို့မရှိသေးတဲ့နောက်ခန္ဓာဒုက္ခသစ္စာကြီးကိုလူမင်းချမ်းသာနမင်းချမ်းသာလို့သူများကချမ်းသာလိုက်ချမ်းသာကောက်ကိုဒကရမတွေကပြောကံရာနဲ့ရမ်းကြိုက်နေတဲ့တွေ့တဲ့ရှင်းရပဲပြန်ရကြအောင်ဒါဖြင့်နှခါလိန်တော့ဖြင့်တကယ်ပြမခံပါနဲ့ နကမာတော့ဖြင့်မမားပါနဲ့တော့ကိုအကျဉ်းချင်းဆိုတဲ့သမားများတော့အမှတန်းကုန်နေပြီမဆိုးတတ်ဘူးလားအေးဒါကြောင့်ကျင်ပေးမဲ့ဆရာရှင်ပေးမဲ့ဆရာနဲ့တွေ့တော့မှခမရိတ်အမှားကြီးကိုမပြင်းတော့မရှင်တော့ပါဘူးဆိုလို့ရှိရင်သံဃာဖြင့်အရှုံးကြီးရှုံးပြီးကာလမျက်ရည်ဆက်လက်နဲ့ပဲဘဝတိုင်းဝิญဉ်ချိုးရတယ် အမှန်မှန်နဲ့နာတယ်အေးဒါကြောင့်ဒီကောင်တော်ရေမမိပါရေမတော်ဘူးသောမိဒီမရှိတဲ့ပုဂ္ဂိုလ်တွေအတွက်မှာဖြင့်ဒီနေ့တရားဟာဩကံလမ်းမလိုက်ခင်းနဲ့ညာလမ်းကြိုးစားတော့မယ်ဆိုတဲ့ဥစ္စာတရားဓမ္မတွေသုံးပြည့်ချပြီးပြောင်းတဲ့ပါပြီဆိုတာကိုပဲသတိပြလိုက်တာ